ကလင်တန်တည်ဒေတာတွေကမြေပြင်ကူညီကယ်ဆယ်ရေးတွေအားလုံးခွင့်ပြုချက်တောင်းခံဖို့လိုအပ်ပြီးစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှသာခွင့်ပြုပေးနိုင်မယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတာကြောင့်မြေပြင်မှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေအနေနဲ့အခက်တွေ့နေကြပြီးအကူအညီတွေပေးနေတဲ့လူငယ်တို့ကလည်းကူညီလုပ်ငန်းတွေရပ်ထားတယ်လို့ဆိုကြပါတယ်။မြန်စင်ကပေးပို့ထားပါတယ်ရှင်။ငလင်တန်တည်ဒေတာတွေကမြေပြင်ကူညီကယ်ဆယ်ရေးတွေအားလုံးခွင့်ပြုချက်တောင်းခံဖို့လိုအပ်ပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှသာခွင့်ပြုပေးနိုင်မယ်လို့ဒုတိယစစ်ကောင်ဆောင်ဗိုလ်ချုပ်စိုးဝင်းကဧပြီ9ရက်နေ့ပြီးတော့မှပြုလုပ်ခဲ့တဲ့ငလင်တုတ်ပြန်ရေးအစည်းအဝေးပွဲမှာပြောခဲ့တာကြောင့်မြေပြင်မှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေအနေနဲ့အခက်တွေ့နေကြရတယ်လို့ပြည်ထိတ်လှုပ်ဆောင်သူတွေကဆိုကြပါတယ်။မတ်လ28ရက်နေ့ကအင်အားဖြင့်စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်မြေပြင်မှာအဆက်မပြတ်ကူညီမှုတွေလှုပ်ဆောင်နေတဲ့လူငယ်တွေက ီလိုကွင်ပြချက်တွေမတင်ချင်လို့အခုတော့ကုညီမှုတွေရန်နာထားတယ်လို့လည်းဆိုပါတယ်။မန္တလေးမြို့ဒေသခံတဦးကလည်းအုပ်ချုပ်ရေးမှုတွေကကုညီကယ်ဆယ်ရေးတွေကိုကန့်သတ်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အဲဒီဟာကအကောင့်တွေပေါ်လာတဲ့တန်ရအုပ်ချုပ်ရေးလူပြောလို့ရတယ်အုတ်ချုပ်ရေးမှုတွေပေါ့ရေရတိအုတ်ချုပ်မှုတွေကအကောင့်လေပေါ်နေတာပေါ့လေဆိုတော့ဟိုဘလူတွေခက်ခဲနေကြုံနေရလဲဆိုတော့ကျွန်တော်တို့အလူရှင်တွေကလာလှူတဲ့ဟာမျိုးတွေကိုဟိုလူ ့ဒါမီတာတို့ confirmation ရဲ့လားတို့မရှိရင်ဒါမီတာတို့ဟိုတချို့နေရာတွေမှာဆိုရင်ဖန်ဖန်နဲ့အစင်တီရှိတယ်လို့တော့ကျွန်တော်ကြားတယ်ဆိုတော့နောက်တစ်ခုကကြတော့ဟိုအလူပစ္စည်းတွေပေါ့လေရောပါပစ္စည်းတွေအလူပစ္စည်းတွေကိုဟိုသူတို့ဟိုထားခဲ့သူတို့ဝေမယ်ဆိုတာမျိုးဟိုကန့်တတာမျိုးတွေပေါ့လေဟိုအလူရှင်တွေကလက်လက်ထိလက်ရောက်လူကျင်တော့လေအလူဝင်မပြီးတော့ပဲနဲ့ထားခဲ့အဲသူတို့လက်ခံထားမယ် တော်မျိုးတွေလောက်လာတာမျိုးတွေရှိတယ်ပေါ့လေအဲ့ဒါမျိုးတွေတတော့ဒီလူရှင်တွေလက်ထဲလူရှင်တွေကနေပြောဒီခုဒုက္ခရောက်နေတဲ့အဲပြည်သူတွေလက်ထဲအမှန်တကယ်ရောက်လားမရောက်လားဆိုတာအခြေအနေကတော့ကျွန်တော်မသိနိုင်တော့ဘူးဆိုတဲ့ဟာပြန်ဖြစ်တာပေါ့လေဟုတ်ငလင်ဘေးတန်တဲ့နေရာဒေသတွေကလိုအပ်နေတဲ့အကူအညီတွေကိုလှူဒန်းကူညီပေးနေတဲ့ပရဟိတလူငယ်တအူးကတော့လက်ရှိမှာအကူအညီပေးတာတွေရထားတယ်လို့ဆိုပါတယ်သူရဲ့ပြောဆိုမှုကိုတော့လုံခြုံရေးအခြေအနေအရာ ဒီ VB သတင်းတော်တယောက်ကအတန်စားထိုးဖတ်ကြားပေးထားပါတယ်။လက်တလောကူညီရေးတွေလုပ်ဖို့ခွင့်ပြုမိန်တင်ရမယ်လို့ပြောလာပါတယ်။ကျွန်တော်တို့ဒီလိုတွေမတင်ခြင်းလို့ကူညီတာတွေရက်လိုက်ပါပြီခင်ဗျ။အကောင်လဲတစ်ခုမှမရှိတဲ့နိုင်ငံမှာကိုယ်လိုမဟုတ်တာဝင်လုပ်ပေးနေရတာတော့မှကြောက်လန့်နေရတယ်။လက်ရှိမှာမြန်မာနိုင်ငံကငလင်ဘေးဒဏ်သင့်ဒေသတွေအနေနဲ့အကူအညီတွေများစွာလိုအပ်နေဆဲဖြစ်ပြီးဒီလိုအကူအညီပေးမှုတွေကိုစစ်ကောင်စီကကန့်တတ်မှုတွေလုပ်လာတာဟာ ငလင်ဘေးဒဏ်သင့်ပြည်သူလူထုအတွက်အခြေအနေတွေပုံမဆိုးရွားလာနိုင်တယ်လို့လည်းကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတဲ့လူငယ်တွေကဆိုကြပါတယ်အဲ့ဒါမျိုးတွေကိုကန့်သတ်လိုက်ခြင်းအပြင်ဟိုတကယ်ဒုက္ခရောက်နေတဲ့အဲပြည်သူလူထုကလူသားချင်းစာနာထောက်ထားမှုကိုညီတယ်ရန်ခက်ခဲသွားနိုင်တာမျိုးတွေဖြစ်တယ်ပြီးတော့သူတို့အဓိကကန့်သတ်ချင်တာကတော့ဒီမျိုးတွေကို PDF ပြပါဝင် ာစိုးရိမ်တယ်အန်ယူဂျီရဲ့ထောက်ပံ့နေပွဲလာမှာစိုးရိမ်တဲ့အတွက်အမျိုးကြီးကန်တာဖြစ်လိုက်တာမျိုးဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်လည်းလုံနိုင်လာဆိုတော့မလုံနိုင်ပဲကန်တာလိုက်တာမျိုးဆိုတော့သူတကယ်တကယ်ဒုက္ခပိထန်သားနေရတဲ့ပြည်သူတွေပေါ်မှာဒါလေဒုက္ခပေါ်ဒုက္ခဆူရောက်သွားတဲ့အခြေအနေမျိုးတွေကိုဖြစ်လာနိုင်တာပေါ့လေဒါကြောင့်လို့နိုင်ငံတကာဖွဲ့စည်းရေးအရာလည်းဒီ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 ထောက်ပြချက်ဒီဒီပြောဆိုချက်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်တဲ့ PR ပေးတဲ့ပေါ့လေဒါဖြစ်နေကြပါဦးလေမက်ရှလာ28ရက်နေ့က အင်အားဖြင့်စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တာဟာဧပြီလ9ရက်နေ့အထိဆိုရင်စနစ်ရကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးမြေပြင်မှာလိုအပ်ချက်တွေမြင့်မားနေစေဖြစ်တယ်လို့စနစ်တကျအကူအညီပေးမှုတွေလည်းလိုအပ်နေစေဖြစ်ပါတယ်။ဧပြီလ9ရက်နေ့မြန်မာစံတော်ချိန်ညနေ9နာရီအထိ DVB data တင်းကကောက်ယူထားတဲ့အချက်လက်တွေအရငလင်ကျောက်သေဆုံးသူ4346ရောက်ထိခိုက်ဒဏ်ရာရရှိသူ9830နဲ့ ်ပျောက်ဆုံးသူဦးရေ230ရှိသွားပြီပဲဖြစ်ပါတယ်ကျမမြတ်သိစင်ပါရှင်